တုတ္တဓမ္မဒီပလိုမာ level 2ဥပုပ်ဆောင်ခြင်းအတိတ်ပဲတရားတော်ကို ပါမောက်ခချုပ်ဆရာတော်ဘုရားကြီးကလောဘဒေါသ మో ဟအဆရှိသောအကုသိုလ်တရားများယောနေပြီးကုသိုလ်များတိုးပွားစေရန်စိတ်အညစ်အကြေးများဖယ်ရှားပြီးစိတ်စင်ကြယ်တန်ရှင်းစေရန်ဟုသောမှန်ကန်သောစိတ်ထားမှန်ကန်သောရည်ရွယ်ချက်များထားရှိပြီး နီးစနစ်မှန်စွာဖြင့်အကျင့်တရားတစ်ခုကိုနေ့ရက်အချိန်ကတ်တတ်၍စောက်သုံးခြင်းအဆရှိသောရည်ရွယ်ချက်များဖြင့်ဟောကြားခဲ့ပါသည်ဗုဒ္ဓဘာသာဝင်တို့ဥပုပ်ရဲ့သတ်မှတ်ပုံမှာပကတိဥပုပ်ရှေးအစဉ်လာရတလလျင်လာဆန်းရှိရလာပြလာဆုပ်ရှိရလာကွယ်ဟု လေးတရင်သတ်မှတ်ပြီးစောင့်သုံးတော်ဥပုပ်ပဋိစာကရဥပုပ်အကျိုးအပိုးတိုးချက်စောင့်သုံးတော်ဥပုပ်ဥပုပ်နေ့မရောက်မီတရက်အလိုကကြိုတင်စောင့်ပြီးဥပုပ်ထွက်သည့်ရက်တရက်အပိုးထပ်မံစောင့်သုံးတော်ဥပုပ်လာဇန်ကိုနေ့ရက်လာဇန်၈ရက်လာဇန်၉ရက်လာဇန်၁၄ရက် လာပြေလာစုတ်၁ရက်လာစုတ်9ရက်လာစုတ်10ရက်လာစုတ်9ရက်လာစုတ်14ရက်လာကွယ်လာဇန်း၁ရက်ပါတိဟာရိယပက္ခဥပုပ်အမဲမပြတ်ဓက္ခဓက္ခစောင့်ထိန်သောဥပုပ်ဝါရင်း၃လလုံးလုံးစောင့်ထိန်သောဥပုပ်ဝါရင်း၃လလုံးလုံးမစောင့်နိုင်သောတရင်ကျွလာပြေနှင့်တဆောင်မုံလာပြေအကြား တလတတိမပြတ်ဆောင်ထိန်တော်ဥပုပ်တရင်ကျွလာပြီမှစ၍25ရက်တတိမပြတ်ဆောင်ထိန်တော်ဥပုပ်ဟူ၍တတ်မှတ်ကြပါသည် ဥပုပ်ဆောင်ထိန်ကြသူများမှာပုထုဇဉ်များသာမကသောတာပန်အရိယာပုဂ္ဂိုလ်များသည်လည်းဥပုပ်နေများတွင် ဥပုပ်ကိစ္စကို မျက်မျက်နူးနူးထားပြီး ်စောင့်ထိန်လေးရှိကြပါသည်ဟုဆရာတော်ဘုရားကဟောကြားထားပါသည် ဥပမာအနေဖြင့်သောတာပန်ဖြစ်သည့်ဝိတာခာเจ้าမကြီးသည်တည်င်းနေ့တိုင်းဘုရားเจ้าတော်သို့တွားရောက်၍ဥပုပ်စောင့်ထိန်လေးရှိကြောင်းကိုလည်းဆရာတော်ဘုရားကတရားတော်တွင်ထည့်သွင်းဟောကြားဆုံးမထားပါသည်